ဆင်ရဒီနေ့ walk out တွေလောက်တာနားထားတာတော့တော်တော်ကြာသွားတာ။ဒီနေ့မှပြန်ပြီးပြန်စော့တာပေါ့နော်။ဒီနေ့ day 1မှာ day 1ပြန်စော့တော့မနေ့ရက်တွေကစားပြီးတော့စိတ်ပြန်စော့ရင်စားမယ့်အဟာတွေတောက်မယ့် supplement တွေကြိုးဝယ်တယ်ကြိုးပြင်ဆင်တယ်။အဲ့မှာဆင်ရဒီ ငါးကြီးစီပေါ့အာငါးကြီးစီလေးကိုလည်းဒီ walk out ပြန်လုပ်တဲ့နေရာမှာတောက်မယ်ဆိုပြီးရွေးထားပါတယ်ဆိုတော့ငါးကြီးစီနဲ့ပတ်သက်ပြီးတော့နည်းနည်းပြပြချင်ပါတယ်ငါးကြီးစီကတော့အားလုံးသိတယ်အဲလူကြီးတွေတောက်ကြတာပေါ့နှလုံးလုံးကျန်းမာရေးအတွက်ကောင်းတယ်သွေးတင်းကိုလက်စထရောကျတယ်မျက်ညံကောင်းတယ်အသားရေလှတယ်ဆိုပြီးတော့တောက်ကြတာပေါ့နော်ဆရာကျတော့ဘယ်လိုရွေးချင်တဲ့ဒီငါးကြီးစီကိုတောက်တာလဲဆိုတော့ omega 3 fatty acid ကဟို walk out တွေလုပ်တဲ့အခါမှာဆိုရင်စိတ်လို့က metabolic check က muscle building ပေါ့အကျွတ်သားတွေ တိဆောက်ဖို့ပြက်ခါကြရဲ fat loss ပေါ့အစီတွေဖြိုဖဲဖြစ်စီဖို့ပြက်ခါကြ muscle recovery ရဖို့ဒီ event ချက်၃ချက်မှာ omega 3 fatty acid ကအများကြီးအထောက်အကူပြုတယ်အဲ့တော့ကိုကလေ့ကျင့်ခန်းတွေလုပ်တယ်သူတပြင်းအပြင်းထန် လုပ်တဲ့ခါကျ muscle တွေကပျက်စီးကြလို့ဟိုပြဲသွားတာမျိုးရှိအဲ့ဒါတွေက recover ပြန်ဖြစ်မှာပြန်ပြီး group ဖြစ်မယ်ပြက်ခါကျရင်ကိုက protein တွေပြန်စားမယ်တခြားသော အာဆပ်ပလီမန့်နေစားတဲ့ခါကျရင်မာဆေလိုသီးရှားပြန်ပြီးတော့ပရိုတင်းတွေကနေတိဆောင်မှကြွက်သားတွေတင်ပါလိဒီနေဖြစ်တာမျိုးတွေတင်ပေးချိုင်တာတွေစသဖြင့်ပေါ့နော်အဲ့ဒါတွေကအာပြန်ပြီးတော့ပြေလာမှာဖြစ်တဲ့အတွက် omega 3 fatty acid ကိုတောက်ပြီးသင့်တယ်နောက်တစ်ခုကကြာမာဆေ group ဖြစ်ဖို့ကတော့လိုတယ်တိုးတော်ညာလဲအစီတွေခံနေဘာမှမထူးဘူးအထူးသဖြင့်သူက ဂိုင်းမှာရှိရပေါ့နော်အာ visceral ပေါ့ကလီစာမှာရှိရအစီတွေကိုသူကခြာပေးတယ် reduce လုပ်ပေးတယ်သွေးတွေ cholesterol တွေကိုခြာပေးတယ်နောက်တစ်ခုကကျအစိမ့်တွေပေါ့နော် lunges တွေ squat တွေ deadlift တွေလုပ်တယ်အဲ့လိုလုပ်တဲ့အခါမျိုးကြာရင်ဒီ try နေနော်ဒီဒူးခေါင်းတို့ဟိုတင်မ try နေအစ်စ်နေပါဆိုရင် အဲ acid တွေကောင်းမှုလို့လည်း support ရှိဖို့လို့လည်းပြရခါကျရင်ဒီ joint တွေအဲလှုပ်တဲ့ကိုယ်ဆက်လှုပ်တဲ့အခါမှာ lubricant ပေါ့ choice အနေနဲ့သူကအာ support လုပ်ပေးတယ်၊ကုညီပေးတယ်ပြီးရင်အယိုးလူလေးတွေမထိခိုက်အောင်လည်းကာကွယ်တယ်။ဒါကြောင့်မလို့အယိုး acid အတွက်ကိုလည်းအများကြီး support ဖြစ်တယ်။ကြွက်သားတွေအတွက်ကိုလည်းเอ่อตัวนี้กรุ๊ปဖြစ်ဖို့ကြီးဖောက်ဖို့လည်းတလုံးအပ်တယ်ပေါ့ Omega 3 fatty acid ကနောက်တစ်ခုကဘာလဲဆိုစိတ်လို့အပြင်းထန်ဆော့ရခါကျရင်တသားရင်နှာရတယ်ဒီရောင်ရမ်းတယ် Omega 3 fatty acid ရဲ့ action ကခန္ဓာကိုယ်မှာပေါ့เนาะ cada uno သူကရောင်ရမ်းတာတွေအကုန်လုံးသူက short ရှာပဲဘာပဲရောင်ရအောင်ပေါ့နော်အဲကြောင့်အစစ်မြစ်ရောင်နေသူတွေနားတဲ့သူတွေဆိုရင်ဒီ omega 3 fatty acid ငါးကြီးစီတောက်ဖို့ကြံပေးရပြီးနှလုံးဆိုရှင်ရောင်ရမ်းတဲ့သူတွေဘာတွေလူကြီးတွေဆိုရင်လေအဲငါးကြီးစီကိုတောက်ဖို့တိုက်တွန်းတာဆင်းတော့အခု workout တွေဆော့ရခါကျရင်ကြွက်သားတွေရောင်နေနားတယ်เนาะအဲ့တော့အဲ့အရာတွေတက်တာချင်းလဲဆိုရင်ဒီ omega 3 fatty acid ကိုတောက်ပြီးတက်တယ်အဲ့ဒါမှကိုကဒီနားချင်းတာလဲတက်တာပြီးတော့ workout ကိုကောင်းကောင်းလုပ်လို့ရပါပါနောက်တစ်ခုကကြတော့ body transformation လုပ်တဲ့ channel မှာရည်ကြီးစွာပါလဲဆိုစိတ်မပ ြက်သွားပဲစိတ်ဓာတ်မကျသွားပဲနဲ့လုတ်လုတ်ဖို့အရေးကြီးပါအဲဒါကြောင့်မလို့ဒီ omega 3 fatty acid ငါးကြီးစီရဲ့ action ကပါလဲဆိုတော့ mood stabilizing action ရှိတယ်စိတ်ခံစားချက်ကိုတည်ငြိမ်စေတယ်ကောင်းမှုစေတယ်ပြောရရင်တော့ motivation action effect ရှိပါတယ်ဒါကြောင့်မလို့ကိုစိတ်ဓာတ်တက်တက်ပြောရတဲ့ဒီ workout တွေအောင်မြင်အောင်လုပ်နိုင်မှုအဆိုရင်လည်းလိုအပ်တယ်เนาะအဲ့တော့ ိုစိတ်အခုပြောပါတဲ့ action တွေကကြာအခုတော့အခုရတာမျိုးမဟုတ်ဘူးပေါ့ကိုကပုံမှန် consistent ရှိရှိရေရှည်ဆွဲတောက်သွားမှဒီ Joe Anything ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကဖေးချင်းတောက်အောင်လဲဖေးချင်းတောက်တောက်လို့ရတယ်မှန်းနေနေလေညအရေးကြီးတာအစားစားပြီးရဲ့အချိန်တောက်ပေါ့အထူးသဖြင့်သူကအစီပါတဲ့အစားတောက်ဒီစားပြီးရဲ့အချိန်မှာတောက်ပြီးပို့ပြီး absorption ဆုံးမှုအားကောင်းစေအဲ့ဒီတစ်ချက်ပေါ့နော်အာနောက်တစ်ခုက အာငါးကြီးစီကအားလုံးသိရတယ်ဒါပေမဲ့မှတ်ဉာဏ်ကောင်းစေတယ်အဲဇိုင်းမာလူဒီမန်ရှာရအသက်ကြီးမှတ်ဉာဏ်ချုပ်ရင်းနဲ့ယောဂါတွေစဉ်းစားဉာဏ် memory နဲ့ပတ်သက်တဲ့ function တွေ decline မဖြစ်ပါဘူးမပျက်စီးသွားအောင်ပို့ပြီးတိုးချက်ကောင်းမလားဆောက်ကြပေးပါအဲဒါကြောင့်မလို့သင်္ကာတိတစ်ခါ work out လုပ်တဲ့နေရာမှာတော့ဒီငါးကြီးစီ supplement လေးကိုတောက်ဖို့ဝင်ထားတယ်ဒါ brand tag brand tag မဟုတ်ဘူးပေါ့နော် brand tag မဟုတ်ဘဲနဲ့ဒီတိုင်း knowledge sharing အနေနဲ့ပြ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 ရမှာဖြစ်ပါတယ်အခုဒီ brand လေးကတော့ ဘာလဲဆိုတော့ mention မလုပ်တော့သူကငါးကြီးစီအပြင် vitamin E ပါထည့်ပြီးထားတယ်ပေါ့နော်သူကဒီ omega 3ကဘလောက် dose တောင်းလဲဆိုရင်တော့ပုံမှန်ကတော့နေ့စဉ်1000 mg နဲ့2000 mg အဲ့ range အပြင်တောက်ပြီးတာတော့တင့်တော့အကောင်းဆုံးပဲဖြစ်ပါတယ်ဒီကလေးကဒီ video ကိုကြည့်ပြီးတော့စိတ်ဝင်နေတဲ့ question လေးတွေရှိတယ်ဆိုရင်လည်းဒီအမှ comment ရေးထားခဲ့လို့ရပါတယ်စိတ်နောက်တစ်နေ့မှာ delete ရှိမှာဖြစ်ပါတယ်